ြည်သူပြည်သားအနေနဲ့စွမ်းတလောက်ကြိုးစားခဲ့တယ်။ဘဝကံပြီးတလောက်လမ်းဖောက်ခဲ့တယ်။မေတ္တာကိုပြည်သူတရားလုံးပေါ်တန်းတူထားပြီးကျွန်တော်တို့တိုင်းသားညီကောင်မအားလုံးကိုကိုယ့်ရဲ့မိသားစုရင်ဝယ်သားခဲ့တဲ့သဘောထားကိုအကောင်းဆုံးကြိုးစားဆောက်ရှောက်ခဲ့တယ်။ဆက်လက်ပြီးတော့အာတမမှုမန္တမယကိုပယ်ရှားပြီးဓမ္မတရားမြတ်တမှု ပေါ်ပေါလာဖို့ညီပေါင်းစုံနဲ့ကြိုးစားခဲ့တယ်။အခုအကြက်တဲကာလမှာကျွန်တော်တဆွမ်းနာတဲ့ပို့ပြီး စွမ်းဆောင်ဖို့ချိတ်ဆက်ကြိုးပမ်းနေပါတယ်အဲ့တော့ခေါင်းဆောင်တွေပြည်သူတွေမိတ်ဆွေရောင်းရင်းဒေသတွေကျွန်တော်တို့အားလုံးအခုအခက်ခဲမှန်သမျှကနေအတူရင်ဆိုင်ကြော်လွားကြဖို့ယုံကြည်ချက်တွေအတွေ့အကြုံသင်ခန်းစာတွေခိုင်မာတဲ့အနာဂတ်ပန်းတိုင်လှမ်းကင်ဖို့ဇွဲနှဖဲတွေအတူတူအင်ကုန်အားကုန်ထုတ်သွင်းရင်းနဲ့ရုန်းကန်ကြပါစို့ကျွန်တော်တို့မနိုင်လို့မဖြစ်ဘူး